ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီ International Break ရပိုင်းအတော်တွင်မှာဒီ Athletic Article တခုကြောင်းကျွန်တော်တို့အရန်ပြောစရာတွေကျွန်တော်ဖြစ်နေတယ်ဒါနဲ့ပဲဆိုလို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ဒီနေရာမှာဗာပြောထားလေးဆိုတော့ဒီ Athletic ထားပါတော့ဗျာသူတို့ဒီနှစ်စဉ်လုံနေကြထင်ပါတယ်နှစ်စဉ်လုံနေကြကျွန်တော်တို့ဒီ Article တခုရှိတယ်ဗောနော်အဲ့ဒါကအပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်ဘယ်ကစားမားတွေရဲ့အပြောင်းရွှေ့ကအကောင်ဆုံးလဲတော့နော်ဘယ်ကစား ် exam တွေရဲ့အပြောင်းအရွှေ့ကကျတို့ဒါအဆူဆုံးလေးတို့ဒါတွေနဲ့ပတ်သက်ပြီးတော့တို့တွေဒါ survey တွေဘာတွေလောက်ကြတယ်ပေါ့လေဆိုတော့ဒီနေရာမှာ agent အယောက်20က Manchester United ရဲ့ Benjamin Sheshko အပြောင်းအရွှေ့ဟာနွေရာသီအပြောင်းအရွှေ့ရဲ့အဆူဝါဆုံးအပြောင်းအရွှေ့ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒါပုတ်ပေးထားကြတယ်တို့ကိုရည်ရကောင်းပါတယ်ချင်းဒီကဘာကြောင့်လဲဆိုတော့ပြောစရာကြီးများရှိတယ်ဆိုတော့ဒီနေရာမှာ အေဂျင့်အယောက်20ပေါ့နော်ဒီအက်သလက်တစ်ကသူတို့ရဲ့အေဂျင့်အယောက်20ကိုခုနကပြောသလိုပဲဟိုဘက်ကစားမတွေရဲ့အပြောင်းရွှေ့ကတော့အကောင်းဆုံးဖြစ်ခဲ့တယ်လေဘက်ကစားမတွေရဲ့အပြောင်းရွှေ့ကတော့အဆိုးဆုံးဖြစ်ခဲ့တယ်လေပေါ့ဒီနေရာမှာအကောင်းဆုံးဖြစ်ခဲ့တဲ့အပြောင်းရွှေ့တွေကဒေါ်နရူမာတို့ဘာတို့ပေါ့ဗျာဂျက်ဂရီလစ်ကအေဗာတန်ကိုအငှားကစားတာတို့ဘာတို့ပေါ့တကယ်တကယ်ကောင်းနေအပြောင်းရွှေ့တွေပါဒါပေမဲ့အဆိုးဝါးဆုံးအနီထားကအဆိုးဝါးဆုံးဆိုပြီးတော့ပေါ့နော် ထိတ်ဆုံးမှရှိနေတဲ့အပြောင်းရွှေ့ကဘင်ဂျမင်ရှက်ကိုရဲ့ Manchester United အပြောင်းရွှေ့ပေါ့ ဒီအပြောင်းရွှေ့ဟာအေဂျင့်ညီအယောက်20ထဲမှာဆိုလို့ရှိရင်တာညီကတို့ဒီမဲ့အဲဒါတွေ့တဲ့အတိုင်းပဲအေဂျင့်ယောက်20ကကျွန်တော်တို့ဘောနောပုံပြထားကြတယ်ပင်ဂျမင်ရှက်စကူကို6ယောက်ထိဒါမန်ချက်စတာယူနိုက်တက်ရဲ့ဘောနောရှက်စကူအပေါ်မှာလုပ်ခဲ့တဲ့အပြောင်းရွှေ့ကအဆိုးအဝါဆုံးဖြစ်တယ်ပေါ့ကျွန်တော်နော်သူ့ရဲ့နောက်မှာရှိနေတာကကျွန်တော်တို့ဘောနော James Trippu ပေါ့ James Trippu ပေါင်တန်း40ထိ Manchester City ကပေးခဲ့ရတယ်ဆိုတော့ဘောနောအစင်ကျွန်တော်တို့နှစ်နေရာမရှိသုံးတော့၃ယောက်ပုံပြပုံပြထားတယ် အဲ့ဒါပြင်ဝစ်စာတဲ့ညူကာဆယ်ကိုဒီရသည်တပွဲမှမကစားရသည်ပဲအသက်29နှစ်เนาะစာချုပ်တရံတရက်တနှစ်ပဲကျန်တော့တဲ့ကစားမှာပေါင်သန်း90တိပေးထားရတဲ့တပွဲမှမတုံးရသေးတဲ့ဝစ်စာကိုကျွန်တော်အဆိုပါဆုံးစီးရင်းနဲ့မှကျွန်တော်မပါဘူးပြီးရင်ဆန်ချိုပြီးရင်ချန်ပီယံစ်လိကစားကျင်လုံးလို့ပါဆိုပြီးတော့အငှားနဲ့လာကစားနေတဲ့ပူနာနိုတီเนาะအခုဆိုလို့ရှိရင် ချန်ပီယံစိတ်လူစင်းတဲ့ကိုအစောကမပါခဲ့ဘူးအခုတော့မှ injury ပြဿနာတချို့ကစားမတွေကြုံလို့ပါတာပြီးရင်ကျွန်တော်နေနေပေါ့နော်ထားပါတော့ Florian VS တို့လူမျိုးပေါ့နော်ကျွန်တော် Premier League မှာဘာ assist ဘာဂိုးပေါက်ဖန်တီးမှုဘာဘာဂိုးမှမသွင်းထားနိုင်တဲ့ပဲပေါင်သန်းတရာကျော်ပြီးခဲ့တဲ့ကစားမတွေနော် Alexander Isak လူမျိုးပေါင်သန်းတရာနဲ့ကျွန်တော်90နီးပါးပြီးခဲ့ရတဲ့ကစားမတွေကအဆိုးဝါးဆုံးအခြေအနေမှာရှိမနေပဲနဲ့ 22နှစ်ရွယ်ဘင်ဂျမင်ရှစ်ကိုနောက်ဆုံးပရီးမီးယားလိနှစ်ပွဲမှာနှစ်ဂိုးဆက်တိုက်သွင်းထားတယ် performance ပိုင်းရလေကျွန်တော်တော်တော်လေးအချိန်ကြီးကောင်းနေဆိုတဲ့ကစားမားကသူတို့အေဂျင့်ကြီးရဲ့ပုံပေးမှုကအဆူဝါဆုံးအပြောင်းရွှေ့ဆိုပြီးတော့ကျွန်တော်ပြောထားတယ်တော်တော်ကိုတော်တော်ကိုရည်စရာပါပြီးခဲ့တဲ့နေ့ကကျွန်တော်လိုက်ကြည့်တော့ကျွန်တော် online မှာဆိုလို့ရှိရင်ညူလို့တည်ပါတယ်007တို့ဘာလို့ကျွန်တော်ပြောင်းကြလေးရှိတယ်ဗောနော်အာဘာလဲဆိုတော့ကစားမတယောက်ကဗောဗျာထားပါတော့ပြောင်းရွှေ့လာပြီဆိုလို့ရှိရင်မဖြစ်ဖြစ်ဗောနော်ယာတီစရင်မဖြစ်ဖြစ် ခုနှစ်ပွဲမှာ5ပေါက်လဲဖန်တီးမှုမရှိ5ပေါက်လဲသွင်းမှုမရှိအဲ့ဒါနဲ့ပတ်သက်လို့ Florian VS ကိုပြောင်ကြတော့နော်ဒီ Athletic ကနေပြီးတော့ campaign တွေပါလုပ်တယ်เนาะ Florian VS ကိုကာကွယ်ရေး campaign တွေပါလုပ်တယ်ဘာလို့ကြလဲဆိုတော့ Florian VS ကပုံเนาะလုံးဝ fighter တယောက်ပါလို့เนาะပြင်ကောင်းလာမှာပါလို့ဟဲ့လားเนาะ Premier League ဖြစ်တဲ့တွေ့ပါเนาะလုံးဝတခြား league ကနေလာတဲ့တွေ့အချိန်ပေးရအောင်မယ်လို့เนาะ Liverpool က transition team ဖြစ်တဲ့အတွက်ပေါ့เนาะအချိန်ပေးရအောင်မယ်လို့ဒါမှမဟုတ်ကျွန်တော်ပြောထားကြတယ်ဒါပေမဲ့ Florian VS လို့ပဲကျွန်တော်တို့ဘယ်လိုပြောမလဲ မန်ချက်စတာယူနိုက်တက်ကိုပရီးမီးယားလိဂ်ကိုကျွန်တော်တို့ဗောနော်ဟိုဟာကနေပြောင်းလာတယ်ဂျာမန်ဘွန်ဒက်လီဂါကနေကျွန်တော်တို့ပြောင်းလာတယ်အသက်အရွယ်ကလည်းကျွန်တော်တို့တူတူပဲဈေးကြတော့လေအများကြီးနေပြီးတော့ကျွန်တော်တို့ပြီးကြရတယ်နောက်ဆုံးပရီးမီးယားလိဂ်နှစ်ပွဲမှာနှစ်ဂိုးတိကျွန်တော်တို့တွင်ထားတယ်ဗီတာယိုခရက်စတိုလိုကစားမရီနဲ့အိုပင်ပလေးဂိုးရည်တွေ့ချင်းကျွန်တော်တို့တူတူပဲဒါပေမဲ့လို့အဲ့ဒီကစားသမားကကျွန်တော်တို့ဗောနော် ပေါင်တန်း40เนาะပေါင်တန်း40လောက်ထိပြရော့ပေးကြရတဲ့ကစားမ Florian VS နဲ့ရှင်မင်းဆိုလို့ရှိရင် အဲ့ဒီကစားမကအဆူဝါသွန် transfer ဆိုပြီးတော့ကျွန်တော်သာရေးထားကြတယ်ဒါနဲ့ပတ်သက်လို့ပေါ့ဗျာနော်ပြောစရာအဆူစရာတွေဖြစ်နေတာပေါ့လေတကယ်လည်းပဲကျွန်တော်ပြောစရာဆိုရင်စဉ်းစားကြည့်ဗျာကျွန်တော်လက်ရှိဘောနော်ဘင်ဂျမင်ရှက်ချ်ကိုကအဆူဝါဆုံး okay okay ထောင်းတော့ဒါဆိုလို့ရှိရင်သူ့အောက်မှာရှိတဲ့ကစားမတွေရဲ့အပြောင်းရွှေ့ကကိုဘယ်လိုလဲပေါ့ James Trouble ကိုကျွန်တော်ကြည့်ကြည့်မယ်ဗျာ James Trouble ဒီဘန်လီမှာ200ဒီကစားပြီးတော့တန်ဆင်းသွားတယ်နော်တန်ဆင်းသွားပြီးတော့ကျွန်တော်ဒါဒီကစားမက Newcastle မှာပုံမှန်ပွဲကစားခွင့် week in week out ရနိုင်မဲ့အခွင့်အရေးတူမှာရှိခဲ့တယ် အဲ့ဒါကိုပယ်ပြီးတော့ Manchester City ကိုသူသူ့ရဲ့ Academy ကနေထွက်လာ Manchester City ကိုပြန်ကစားရင်းနဲ့သူလုံးဝပွဲထွက်ခွင့်နေပါတယ်ပုံမှန်ရတော့မယ်ဆိုတော့ပုံစံမျိုးနဲ့သွားတယ်ပြဿနာကကျွန်တော်တို့နော် Donnarumma ကို Manchester City ကခေါ်လိုက်ပြီးတော့ဒီပေါင်တန်း40လောက်ပေးခဲ့ရတဲ့ဂူဒမားကအယံကုန်ဂူဒမားဖြစ်သွားပြီအဲ့ဒီလို အပြောင်းအရွှေ့မျိုးဖြစ်ခဲ့တဲ့ဂူဒမားကကစားသမားတစ်ယောက်ကလုံးဝအဆိုးဝါးဆုံးကျွန်တော် transfer ထဲမှာမပါဘူး။အော်ငါတော့ဟေး Manchester City မှာပုံမှန်ပွဲကစားခွင့်ပုံမှန်ရတော့မှာပဲဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်တွားခဲ့တယ် ဒါကစားမိုင်းအမှားမဟုတ်ပါဘူးပြောချင်တာကနော်သူသွားခဲ့တယ်ဒါပေမဲ့လို့ Manchester City ကဒနရူမာကိုခေါ်တယ်လက်ရှိမှာဒနရူမာကပါကပွဲထွက်ခွင့်နေရတယ်။ဒါပေမဲ့အဲ့ဒီပေါင်သန်း40ကျွန်တော်တို့အနေနဲ့ဒီတိုင်းဖြစ်သွားတာကဘာမှအဆူအဝါလုံးစင်းနေမှာမပါဘူး။နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ Wizard ကျွန်တော်ပြောချင်တာ Wizard ဒီ29နှစ်လောက်မသူကျွန်တော်ဖြစ်နေပြီ။ဒါအပြင် Brandon နဲ့လည်းတစ်နှစ်ပဲကျွန်တော်တို့ပေါ့နော်တန်တန်းကျန်တော့တာ။အဲ့ဒီကစားမိုင်းကို Newcastle ကကျွန်တော်တို့ပါပေါင်သန်း90လောက်နှီးပါးနဲ့ကျွန်တော်ခေါ်တယ် ဘယ်ပြဿနာရနေတာခုချိန်ကြီးမကစားရသေးဘူးเนาะလာမယ့်၃မိနစ်လောက်မှာထပ်ကစားနိုင်မှာသူဆိုတော့ Newcastle ရဲ့ရှေ့မှာအရေးကြီးပါတယ်ဆိုတော့ပွဲစဉ်တွေလုံးဝမကစားနိုင်ဘူး29နှစ်အဲ့ဒီလိုကစားမှာပေါင်တန်း90ပြရတယ်ဘင်ဂျမင်ရှက်ကူနဲ့တန်း20လောက်ပဲကျွန်တော်တို့ကွာတယ်ဒါအဲ့လိုကစားမမျိုးရဲ့အပြောင်းရွှေ့ကဘင်ဂျမင်ရှက်ကူထက်ပိုကောင်းတဲ့အပြောင်းရွှေ့ဆိုပြီးတော့သူတို့ပြောထားယူဆထားတယ်။ဒါကြောင့်လည်းပဲကျွန်တော်ဘင်ဂျမင်ရှက်ကိုကအဆိုးအဝါဆုံးကျွန်တော်တို့ဆိုပြီးတော့သူတို့ပုတ်ပေးထားတာပဲ။နောက်တစ်ခုကကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲ။နောက်တစ်ခုကျွန်တော် Florian Vies ကျွန်တော်ပြောသလိုပဲ လက်ရှိမှာပရီးမီးယားလိမှာဂိုးပေါက်လည်းမရှိဘူးဖန်တီးမှုလည်းလုံမထားဘူးဂိုးလည်းသွင်းမထားနိုင်ဘူးကျွန်တော်ဂျာမနီပရိသတ်တရားဖြစ်တဲ့ Florin VS နဲ့ပတ်သက်လို့ချင်းသူ့ quality ကသဘောပေါက်ပြီးသားပဲသို့တော့ပေါင်သန်း100ကျော်ပေးခဲ့တဲ့ကစားမတစ်ယောက် Benjamin Sheshko လိုပဲကျွန်တော်တို့ဗနော်ဘယ်လိုပြောမလဲအဲ့ဒီ league ကနေပဲပြောင်းလာတဲ့ကစားမတစ်ယောက် Manchester United လို့စုပ်ပြတ်နေတဲ့ကလပ်မျိုးမှာကစားနေရတာမဟုတ်ဘူးเนาะ Liverpool လိုမျိုးဖလားရထားတဲ့အသင်းမှာ AAC ထိုင်ကစားနေရတာ အခုချိန်ဒီကျွန်တော်တို့ performance ကျွန်တော်တို့ကောင်းကောင်းပြတာမတွေ့ရဘူး goal တွေ assist တွေကျွန်တော်မရှိဘူးပေါင်သန်း100ကျော်ပေးခဲ့ရတယ်ရှက်ကူတွေလည်းအများကြီးကုန်ကြစီများခဲ့တယ် impact လည်းဘာမှကောင်းကောင်းမမြင်ရသေးဘူးအဲ့တော့အဲ့ဒါကအဲ့လိုကစားမမျိုးက Benjamin Shesku တဲ့ပူကောင်းတဲ့အပြောင်းအရွေဖြစ်နေတယ်လို့ Alexander Isak နော်အခုချိန်ဒီကျွန်တော်တို့ဗောနော်ဟိုထားပါတော့နိုင်ငံလေရွေးစဉ်တင်းမှာတိုင်ပတ်တာမပတ်တာဒါက club နဲ့မဆိုင်ဘူးဗျာဆိုတော့လက်ရှိ Liverpool တင်းမှာအရာအလုံးအဆင်ပြေနေတဲ့အတင်းဖလားရပြီးသားအတင်းအသားလေးကောက်ထိုင်ကစားယုံမယ်ရှူကိုအက်ဂတီကီကိုကြော်ပြီးတော့နေရာမရဘူး IGDG ကိုကြော်ပြီးတော့နေရာရအောင်စွန့်ဆောင်နိုင်ခြင်းမရှိဘူးပရီးမီးယားလိမှာအသားကြပြီးသားကစားမှာပေါင်သန်း150ညီပါဒေါ်လာသန်း150ညီပါကျွန်တော်ပြီးခဲ့ရတယ်မိနစ်90အပြည့်ခုချိန်ဒီလေပါဦးတင်ပွဲတပွဲမှကစားရတယ်ကျွန်တော်မထင်ဘူးအဲ့တော့အဲ့လိုကစားမမျိုးကဘင်ဂျမင်ရှေ့တူထက်ပူပြီးတော့ကောင်းတဲ့အပြောင်းရွှေ့ကြီးဆိုပြီးတော့လက်ရှိမှာရေးထားတယ်ဒါဒီကဟိုဘယ်လိုပြောမလဲဟိုမန်ချက်စတာယူနိုက်တက်ပတ်သက်ရင်တော့ဘောနော်ကျွန်တော်တို့က topic တစ်ခုလိုမျိုးဖြစ်နေတာကိုကတော်တော်လေးကိုကျွန်တော်တို့အနေနဲ့စဉ်းစားကြဖြစ်နေတယ်လူတွေကဘာလို့ကြလဲဆိုတော့ အဲနီးပြနဲ့ပတ်သက်တဲ့ topic တွေကျွန်တော်အများကြီးပြောရတယ်ဗောနော်ဟို Ruben Amori နဲ့ပတ်သက်တဲ့ topic တွေဒါမြဲလက်ရှိမှာ စာချင်းကဗောနော်ဟိုဘယ်လိုပြောမလဲအဲ့ဒီ topic တွေကိုငြိမ်အောင်သူ့လှုပ်လိုက်ပြီး၃နှစ်၅နှစ်တန်း၅နှစ်ဆက်ပြီးတော့နေရာပြီးမြဲပါအချိန်ပြီးမြဲပါညာလို့လည်းအပီမှာရေးစရာမရှိတော့ဘူးရေးစရာမရှိတော့ပါဒါမှမဟုတ်ရေးလာကြတော့တာပဲ Manchester United ရဲ့ Benjamin Shesko ကိုအပြောင်းအရွှေ့ကအဆိုးဝါးဆုံးဖြစ်တယ်ဆိုပြီးတော့ Benjamin Shesko နဲ့ပတ်သက်ရင် ကျွန်တော်တို့အနေနဲ့လုံးဝကိုသဘောကျနေတာသဘောကျနေတယ်ဆိုတော့သူ့ performance ကိုကျွန်တော်တို့ဘောနော်လက်ရှိအချိန်ကြီးသဘောကျတယ်ကျွန်တော်တို့ကောင်းတယ်နောက်ကျွန်တော်တို့အချိန်ကြီးကောင်းရင်လည်းကောင်းလာမှာပဲဆိုရင်လည်းဆိုးလာမှာပဲသူ့တို့လက်ရှိအချိန်ကြီးမှုမှာဒီ22နှစ်ရွယ်ကစားမတယောက်ကတော့တိုင်ပတ်နေပါတယ်ဆိုတော့ Manchester United မှာဒီလို performance ပြထားတာကကျန်တဲ့ကစားမတွေလည်းပို့ပြီးတော့အဆိုးဝါးဆုံး transfer ဖြစ်နေတယ်ဆိုတာကတော်တော်လေးတော့ရှိဖို့တော့ကောင်းတယ်ကျွန်တော်တို့နော် internet နဲ့ပတ်သက်လို့ရှိရင်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် journalist တွေ media တွေနဲ့ပတ်သက်ရင် Manchester United ကဒီလိုမျိုးတွေပဲအများအားကြီးခံနေရတာဟုတ်တော့မဟုတ်သေးဘူးဗျာနော်တိုးတော်လည်းပဲ Silex တို့ကျွန်တော်ပြောသလိုပဲ Oro ကကျွန်တော်ပြောသလိုပဲ Manchester United ဟာ top pick ပဲ top pick က Manchester United ပဲကျွန်တော်ကျွန်တော်သတင်းတွေအတွက်ကအဲ့လိုဖြစ်နေပြီဆိုတော့ Benjamin Sheshko ဟာ Manchester United ရဲ့ Benjamin Sheshko ဟာပြီးခဲ့တဲ့နေရာဒီအပြောင်းအရွှေ့မှာအဆိုးအဝါဆုံးအပြောင်းအရွှေ့တဲ့ညီကလေးဘယ်လိုမြင်ကြလဲသူနည်းကြပါအောင်အားလုံးကိုချစ်သမားကြီးပါတယ်